ရုရှားရဲ့ drone တွေဟာယူကရိန်းကိုသုံးနှစ်ကြာကြမ်းကြမ်းတမ်းတမ်းစစ်ထိုးနေခဲ့ပါတယ်။ကာမီကာစီတိုက်ခိုက်မှုတွေ၊အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုတွေနဲ့လေကြောင်းချိန်ချောက်မှုတွေကိုယူကရိန်းဟာအဆက်မပြတ်ခံနေရပါတယ်။ဒါပေမဲ့အခုပြည်တိုင်ကအံ့ဩဖွယ်ကောင်းတဲ့အရာတစ်ခုကိုမိတ်ဆက်လိုက်ပါပြီ။ဒါကကောင်းကင်က drone တွေကိုအထူးတလဲဖမ်းဖို့ထုတ်လုပ်ထားတဲ့လက်နက်တစ်မျိုးပါ။အဲ့ဒါရဲ့အမည်က Grace Hawk ပါ။ဒါကဘတ်ဂျက်မြင့်မြင့်နဲ့လုပ်ထားတဲ့အလှပစ္စည်းဒါမှမဟုတ်အလုံးမဖြစ်တဲ့ရှေ့ပြေးပုံစံမဟုတ်ပါဘူး။ တကယ်စနစ်တခုပါစစ်ပွဲကို ပြောင်းပြစ်နိုင်တဲ့အရာပါပြီးတော့ဒါကတိုက်ကွင်းထဲမှာရောက်နေပြီလားပါဒိမတ်ကအားဖြည့်ထားပြီးယူကရိန်းရဲ့လိုအပ်ချက်တွေနဲ့ကိုက်နေအောင်အထူးတည်ဆောက်ထားတဲ့ Great Briskhoff ကလေကြောင်းကဝေးရေးမှာအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။စေးတိုက်ပွဲခေတ်ကဒုံးပစ်နည်းပညာကိုခင်မီစစ်ပွဲတွေအတွက်ကုန်ကြစည်တက်တာတဲ့ drone လက်နက်အဖြစ်ပြောင်းလဲအသုံးပြုထားတာပါ။ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပါ။ဘာလို့လဲဆိုတော့ ယူကရိန်းကရုရှားရဲ့ရှားဟစ်ဒရုန်းတွေကိုလျှက်စစ်တာအလိုက်တွေတင့်ကားတွေရှေ့တန်းတက်နေရာတွေကိုမဖျက်ဆီးနိုင်အောင်တားဆီးဖို့ဈေးကြီးတဲ့နေတိုးတုံးကြီးတွေကိုအရှံပဲအသုံးပြုနေရပြီးတိုက်ပွဲဝင်နေရတဲ့အချိန်မှာသူတို့ကဒရုန်းတန်းနဲ့ချီထုတ်လုပ်နေရပါတယ်။အခုဒါတွေကပြောင်းလဲသွားပါပြီ။ဒီတော့ Grave Hawks စနစ်ကတကယ်တမ်းဗာလေဘလို့အလုပ်လုပ်လဲ။ဒီတိုင်က2025ခုနှစ်အထိဘာလို့စောင့်နေကြတာလဲ။ဒါကနေတိုးရဲ့တိုက်ပွဲနီလန်အစ်တစ်ခုရဲ့အစဖြစ်နိုင်မလား။ ဒီတော့အသေးစိတ်ကြည့်ရအောင်ပထမဆုံးအနေနဲ့ဒီကာကွယ်ရေးစနစ်နဲ့ပတ်သက်တဲ့တကယ့်သတင်းနဲ့ပြည်ထောင်တွေဘလို့တီထွင်ခဲ့တယ်ဆိုတာကိုအစကြည့်ရအောင် Grave Hawks လေးချောင်းကာကွယ်ရေးစနစ်ကိုပြည်ထောင်ဝန်ကြီးချုပ် Sakia Starma ကဇန်နဝါရီလအလယ်ပိုင်းမှာပထမဆုံးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ယူကရိန်းရဲ့လက်နက်တပ်စင်မှုမှာ Grave Hawks တွေထည့်သွင်းတာက ဒီတိုင်ရဲ့ဂရီတိုင်းဒေါ်လာ9.8ဘီလီယံကျော်ကိုတိုက်ရိုက်စီးပွားရေးစည်ရေးကူညီတွေနဲ့ရှည်ရဲဆွဲကာကွယ်ရေးစနစ်တွေအတွက်ထောက်ပံ့ပေးမှုပါပဲ။ဒါပေမဲ့ဒီတိုင်က Great Force နဲ့ပတ်သက်ပြီးအသေးစိတ်သိမ့်မပြောပဲဒီစနစ်ကတကယ်တမ်းဘာလှုပ်ဆောင်နိုင်လဲဆိုတာကိုမှန်းဆစေခဲ့ပါတယ်။နောက်ထပ်အသေးစိတ်တွေကတော့ Great Force တွေဟာယူကရိန်းမှာရှိတဲ့ရှီပီးသားစနစ်တွေထက်ပိုထိရောက်စွာအသုံးပြုနိုင်တဲ့မတူညီတဲ့လေကြောင်းကာကွယ်ရေးဒုံးကျည်အမျိုးအစားတချို့ကိုအသုံးပြုနိုင်တဲ့ ြုပြင်ထားတဲ့ဒုံးလှုပ်စင်တွေပဲဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါဗျ။ဒါပေမဲ့ Great Horse ကဒုံးကြီးတွေကို အသုံးပြုပုံကိုယ်တိုင်ကိုကထူးခြားနေပါဗျ။ဒီစနစ်ကခင်မီတိဆောက်ပုံရတကယ့်ကိုအသေးစမ်းတစ်ခုလို့သတ်မှတ်ခံရဖို့လုံလောက်တဲ့စမ်းသပ်မှုတွေပါဝင်နေပါဗျ။တာမန်ပြည်ပြင်ခြေဆိုင်လေကြောင်းကာကွယ်ရေးစနစ်တွေဟာရုရှားရဲ့လေကြောင်းထိန်းချောင်းမှုတွေကိုအတော်လေးကောင်းကောင်းကာကွယ်နိုင်ခဲ့ပေမဲ့ယူကရိန်းစစ်ပွဲမှာတော့ခင်မီစစ်ပွဲတွေရဲ့နီးဗျူဟာနဲ့ အယူအဆတွေမှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။စစ်ပွဲမဖြစ်ခင်ကမြေပြင်ခြေဆိုင်ကာဝေးရေးစနစ်တွေကိုတိုက်ကြီးတစ်ခုလုံးဖျက်ပြန်နိုင်တဲ့ cruise နဲ့ဒုံးမြတ်တွေလိုအကြီးစားဒုံးကြီးတွေကိုတားဆီးဖို့ဒီဇိုင်းဆွဲထားတာပါ။ဒါမှမဟုတ်ကြီးမားတဲ့စောင့်ကြည့်ရေးစနစ်တွေနဲ့ရန်သူလေရင်တွေကိုဖျက်တောက်ဖို့ပြင်ဆင်ထားတာပါဒီစနစ်တွေကကောင်းကင်မှာမြန်မြန်ရွေ့ရှားနေတဲ့အကြီးအစားပြစ်မှတ်တွေကိုရှာဖွေဖို့အားထားပါတယ်ဒါပေမဲ့ယူကရိန်းစစ်ပွဲမှာတော့ လူအများစုမျှော်လင့်ထားသလိုရုရှားက Cruise တုံးကြီးတွေပဲမဟုတ်နေပဲအီရန်က Shahid 136 Kamikaze drone တွေကိုဝယ်ယူအသုံးပြုလာပါတယ်။ဒီ drone တွေကအကွာအဝေးအဝေးကြီးပြန်တန်းနိုင်ပြီးပြင့်မှတ်နဲ့ထိတာနဲ့လွယ်လွယ်ကူကူပေါက်ကွဲနိုင်အောင်ဒီဇိုင်းလုပ်ထားတာပါ။ဒါကြောင့်ဒီ drone တွေကိုခြေမုံ့မှုကျိုးတာကအလဟတဖြစ်စေပါတယ်။ဒီလို drone တွေအသုံးပြုတဲ့အဓိကအကျိုးကျေးဇူးကယိုရှင်မီကုန်ကျစရိတ်တက်တာပါ။ ရှားဟစ် drone တစ်စီးကိုအီရန်မှာထုတ်လုပ်ဖို့ဒေါ်လာ2000ကနေ6000လောက်ပဲကုန်ကြပြီးနိုင်ငံတကာမှာအဓိကအားဖြင့်ရုရှားနဲ့မဟာမိတ်တွေစီမှာဒေါ်လာ2သိန်းအောက်နဲ့ရောင်းချနိုင်ပါတယ်2024အစောပိုင်းအစည်းအဝေးခန်းစာတွေအရရုရှားကဒီ drone တွေကိုကိုယ်တိုင်ထုတ်လုပ်နိုင်သန်းရှိတယ်လို့ဆိုပါတယ်ဒါဆိုကုန်ကြစရိတ်ကပိုတက်လာပြီးတခြား drone တွေကိုဝယ်ယူနိုင်စွမ်းလဲမြင့်တက်လာမှာပါအခုချိန်ထိရုရှားကရှားဟစ် 136 drone တွေကိုအကြီးအကျယ်အသုံးပြုလျက်ရှိပြီးဈေးနှုန်းသက်သာတဲ့အကျိုးကျေးဇူးတွေကိုအသုံးချကာအဆက်မပြတ်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။အဓိကပြစ်မှတ်တွေကတော့အရပ်သားခြေကန်အဆောက်အုံတွေ၊စွမ်းအင်လှိုင်းတွေနဲ့စည်ရေးအဆောက်အုံတွေဖြစ်ပါတယ်။ဒီ Shahed drone တွေဟာလက်နက်ဖြစ်တာမကစမ်းသပ်ရေးရန်ရာ ဖြစ်ပါအလုပ်လုပ်ပါတယ်။ရုရှားတပ်တွေကိုယူကရိန်းရဲ့နေချောင်းကာဝေးရေးစမ်းရည်တွေနဲ့တုံ့ပြန်မှုပုံစံတွေကိုအစစ်အစစ်စမ်းသပ်ဖော်ထုတ်ပြီးမျိုးပုံဆွဲနိုင်အောင်ခွင့်ပြုပေးထားတာပါ။ ဒီဈေးပေါ်တဲ့ drone တွေကိုအချိန်ချင်းခါခါလွှတ်တင်ရင်းနဲ့ရုရှားဟာယူကရိန်းရဲ့ကာကွယ်ရေးတပ်နေရာခြားနားမှုတွေနဲ့ပတ်သက်တဲ့ဒီပြူဟာဆိုင်ရာအချက်လက်တွေကိုရရှိလာနိုင်ပြီးတဖြည်းဖြည်းနဲ့ယူကရိန်းရဲ့ကာကွယ်ရေးစင်နှင်းဖြစ်မှုကိုချိုးနိုင်မှုကြိုးစားနေပါတယ်။အချိန်ကြာနဲ့အများဒါဟာဈေးနှုန်းချိုသာပြီးအလွယ်တကူအသုံးပြုနိုင်တဲ့ drone ဤပညာရဲ့နီးပြူဟာအရာအရေးပါမှုကိုမိမောင်းထိုးပြနေတဲ့စည်ရင်းနည်းလမ်းတစ်ခုဖြစ်လာပါတယ်။ဒီအောက်ဆူလိုက်တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းဟာဈေးကြီးတဲ့ မြေပြင်မှလေကြောင်းပစ်ဒုံးကြီးတွေနဲ့လေကြောင်းကာဝေးရေးအရင်းမြစ်တွေကိုအလဟတ်သုံးဆွဲခဲ့ရပြီးယူကရိန်းနဲ့နေတိုးရဲ့ကာဝေးရေးဗျူဟာမှာအားနည်းချက်တွေကိုထုတ်ဖော်ပြသွားခဲ့ပါတယ်။ရှာဟက်ဒရုန်းတွေနဲ့ရှင်ပြိုင်နိုင်တဲ့ပုံမှန်မြေပြင်ခြေဆိုင်ကာဝေးရေးစနစ်တစ်ခုကတော့ Patriot စနစ်ပါ။ဒါပေမဲ့ Patriot Pack 3ဒုံးကျည်တစ်ချောင်းရဲ့ဈေးနှုန်းကဒေါ်လာ2တန်းကနေ4တန်းအထိရှိပါတယ်။ဒါကြောင့် Patriot စနစ်ကိုတကယ်တော့ Shahid drone တွေကိုကင်တွယ်ဖို့ဒီဇိုင်းမလုပ်ထားပါဘူး။ လင်းရင်တွေလိုပိုကြီးမားတဲ့ချိန်ချောက်မှုတွေအတွက်သာရည်ရွယ်ထားတာပါစစ်ပွဲဆော့ပိုင်းကာလာတို့က Patriot နဲ့အလားတူလေကြောင်းကာဝေးရေးစနစ်တွေ Ukraine ကိုရောက်ရှိလာတဲ့အခါရုရှားကသူ့ရဲ့နေတပ်တွေကိုအုံပြုဖို့စိတ်ကူးတော်ဆွံ့လွှတ်လိုက်ပါတယ် Ukraine လေတပ်ထံစေသားလောက်ပုံများတဲ့ရုရှားလေတပ်ကိုအုံမပြုပဲဒုံးကျည်တွေနဲ့ drone တွေကိုပဲအုံပြုပြီး Ukraine ကိုတိုက်ခိုက်နေကြတာပါလေရင်တွေကတော့ glide bomb တွေကိုပစ်ဖို့ပဲအုံပြုခဲ့ပါတယ် ဒီဘုံတွေကိုပုံမှန်လေချောင်းကာကွယ်ရေးအကွာအဝေးအပြင်ကနေပြစ်ချနိုင်တာကြောင့်ခံနိုင်ရည်ရှိဖို့ပိုခက်ခဲ့ပါတယ်။ဒါကြောင့်မလို့ Grave Hawks တွေကဒီတက်တနာကိုဖြည့်ရှင်းမိနိုင်မဲ့အဖြေတစ်ခုဖြစ်လာနိုင်တဲ့ပထမအကြောင်းရင်းကိုရောက်လာနိုင်ပါပြီ။အထက်မှာဖော်ပြခဲ့တဲ့လေချောင်းမှလေချောင်းပြစ်ဒုံးကျည်တွေနဲ့ဆိုရင်ပုံမှန်လေချောင်းမှလေချောင်းပြစ်ဒုံးကျည်တစ်ခုဟာလေချောင်းတိုက်ပွဲတွေအတွက်ဈေးနှုန်းချိုသာတဲ့အဖြေတစ်ခုပါပဲ။ဒီလေချောင်းမှလေချောင်းပြစ်ဒုံးကျည်တွေကိုလေရင်တွေကနေပဲပြစ်လွှတ်လေရှိပါတယ်။ တိုက်လေရင်တစည်းမှာအမျိုးအစားအမျိုးမျိုးရှိတဲ့လေကြောင်းပစ်ဒုံးကြီးတချို့တက်ဆင်ထားလိမ့်ရှိပြီးလေရင်ပေါ်ကကွန်ပျူတာစနစ်နဲ့ပစ်မှတ်ကိုလှမ်းပစ်လိုက်တာပါဒါပေမဲ့ယူကရိန်းကဒီလိုဒုံးကြီးတွေအများကြီးမရသေးဘူးရခဲ့ရင်တော့အသုံးမပြုနိုင်သေးပါဘူးပထမတစ်ချက်က2024ခုနှစ်ဒုတိယ6လမတိုင်ခင်အထိယူကရိန်းလက်တမှာဆိုဗီယက်ခေတ်က MiG 29တွေနဲ့ Su-27 တွေပဲအဓိကသုံးနေရသေးဖြစ်နေလို့ပါနေဒိုနိုင်ငံတွေစီကဒီလေရင်တွေကိုနောက်ထပ်ရရှိခဲ့ပြီးမြေ ်အနောက်နိုင်ငံတွေကဒုံးကျည်တွေနဲ့လုံးဝအဆင်ပြေအောင်လိုက်ဖက်နေတာမျိုးမရှိသေးပါဘူးယူကရိန်းကလေကြောင်းမှလေကြောင်းပစ်ဒုံးကျည်တွေအများကြီးရခဲ့ရင်တော့သူတို့ရဲ့လေရင်တွေကို NATO ဒုံးကျည်တွေနဲ့အဆင်ပြေအောင်ပြန်ပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်ဒီလိုပြန်ပြင်ဆင်ဖို့ဆိုရင်လေရင်တွေကိုလာပေါင်းများစွာအလုံးမလုံးနိုင်အောင်ရပ်တန့်ထားရမှာဖြစ်ပါတယ်ဒုတိယချက်က NATO ကလှူဒန်းထားတဲ့ F16 လိုမျိုးအနောက်တိုင်းလေရင်တွေယူကရိန်းမှာစတင်ပြန်တန်းနေပြီဆိုတဲ့အချိန်မှာ ရုရှားက drone တွေကိုပဲအဓိကသုံးဖို့ဆုံးဖြတ်ပြီးသွားပါပြီ။ရုရှားမှာဒီ drone တွေကိုအရေအတွက်ရာအားသာနေပြီဖြစ်ပါတယ်။ရုရှားကသူ့ရဲ့ကြီးမားတဲ့ထောက်ပံ့ရေးကွန်ရက်တွေကိုအသုံးပြုပြီးသူ့ရဲ့လေကြောင်းကာဝေးရေးစနစ်တွေကိုရှေ့တန်းနားအထိပို့ဆောင်နိုင်ခဲ့ပါတယ်။ drone တွေကအရေအတွက်အရန်များပြီးအချိန်ကြီးလဲများလို့တဲ့အတွက်ယူကရိန်းအနေနဲ့သူ့ရဲ့အသေးရရှိလာတဲ့လေယာဉ်တွေကိုအရန်ကိုအရှိန်မြင့်ပြန်တမ်းပြီးလိုက်လံကာဝယ်နေရပါတယ်။လေကြောင်းမှလေကြောင်းပစ်ဒုံးကျည်များစုရဲ့အကွာအဝေးက ။မြေပြင်မှလေကြောင်းပစ်ဒုံးကြီးတွေထပ်ပိုနှဲနေတဲ့အတွက်ရုရှားကရှားဟစ် drone တွေကိုငစားအဖြစ်သုံးပြီးယူကရိန်းလက်တပ်ကိုချင်းချောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်ပြင်သစ်က Mirage အတူတောင်တဲ့တိုက်နေရင်နေနဲ့ယူကရိန်းလက်တပ်ကိုထပ်မံအားဖြည့်ပေးခဲ့တဲ့တိုင်အောင်ယူကရိန်းရဲ့တန်ဖိုးကြီးလေနေဟာဂျိုတင်သတိပေးစနစ်နဲ့အရန်ကာဝေးရေးဖြစ်ပေအဓိကတာဝန်ထမ်းဆောင်နေရပါတယ်။နေစဉ်ပိုဆိုးလာတဲ့တိုက်ခိုက်မှုတွေမှာဒီလိုတံမိုးကြီးပစ္စည်းတွေဆုံးရှုံးမှာကိုကြောက်တဲ့အတွက်ကြောင့်ပါ ဒီအခြေအနေတရက်ကယူကရိန်းကိုလေကြောင်းကာဝယ်ရေးအတွက်နီးလက်နှစ်သွယ်သုံးဖို့ဥတည်စေခဲ့ပါတယ်။တစ်ဖက်မှာတော့ရုရှားရဲ့စီးပွားဖြင့် quad quad copter တွေကနေပြောင်းလုပ်ထားတဲ့သင်းငယ်တဲ့ drone တွေကိုယူကရိန်းကသူ့ရဲ့ကိုပိုင် drone တပ်တွေနဲ့အကွာအဝေးတူ shot ရှာဖွေရေးစနစ်တွေနဲ့ကာဝယ်ပါတယ်။ဒီနီးလက်တွေရဲ့အောင်မြင်မှုကတပ်မတော်ကိုနီးပြူဟာမျိုးမျိုးသုံးပြီးပြစ်မှတ်တွေကိုဖျက်ဆီးဖို့အားတက်စေခဲ့ပါတယ်။ နောက်တစ်ဖက်မှာတော့ရုရှားကအခါအားလျော်စွာအသုံးပြုတဲ့ cruise ဒုံးကြီးတွေဒုံးမြန်တွေလိုမျိုးအကြီးစားဒုံးကြီးတွေကို NATO ကလှူဒန်းထားတဲ့ Patriot လိုအကွာအဝေးကာဝယ်ရေးစနစ်တွေနဲ့တားဆီးပါတယ်ဒီလိုနဲ့ Shahed drone တွေဟာရုရှားအတွက်အလယ်လက်ဆင့်ရွေးချယ်မှုဖြစ်လာပြီး Ukraine နေနဲ့ electronics နဲ့ကြိုတင်သတိပေးစနစ်တွေနဲ့ရိုးရာနေကြောင်းကာဝယ်ရေးစနစ်တွေကိုပေါင်းစပ်အသုံးပြုပြီးကာဝယ်နေရပါတယ် Grave Hospitality ကတော့ဒီရာအလုံးကိုတစုတစည်းတည်းဖြစ်အောင်ပေါင်းစပ်ပေးနိုင်တဲ့အလားအလာရှိပါတယ် အဓိကတော့ချက်က Grave Horse တွေရဲ့အစိမ့်ပိုင်းခွဲထားတဲ့ဒီဇိုင်းပါပါဒါကရင်းစည်းတဲ့မဟုတ်ပဲအပိုင်းသုံးပိုင်းပါဝင်တဲ့အဖြေတခုပါအဓိကအစိမ့်ပိုင်းက Suit 27နဲ့ MiG 29တို့ကလည်းပြန်လည်မောမန်ထားတဲ့လေရင်တက်ဆက်စနစ်တွေကိုအသုံးပြုထားတဲ့ဒုံးလွတ်စင်ပါနောက်ထပ်အရေးကြီးတဲ့အပိုင်းနှစ်ခုကတော့တိကျတဲ့ပြစ်မှတ်ထိအောင် ထိန်းချုပ်ပေးမဲ့ကွန်ပျူတာစနစ်နဲ့တည်ယူဖို့ ANA စစ်တုံးထရပ်ကားတို့ပဲဖြစ်ပါတယ်ဒုံးလွှတ်စင်ကပုံမှန်ကွန်တိန်နာ အရွယ်အစားရှိပြီးတော့ truck ကားပေါ်မှာတက်ဆင်နိုင်တာကြောင့်ပြည်တွင်ကနေယူကရိန်းကိုအမြောင်များထုတ်လုပ်ပို့ဆောင်နိုင်မယ့်အလားအလာရှိပါတယ်။လေကြောင်းမှလေကြောင်းပစ်ဒုံးကြီးတွေနဲ့မြေပြင်မှတက်ဆင်ထားတဲ့ဒုံးကြီးတွေကိုနှိုင်းရှင်ကြည့်မယ်ဆိုရင်တိုက်လေယာဉ်တွေရဲ့အကျိုးကျေးဇူးတချို့ကို short ချလိုက်သလိုဖြစ်သွားတယ်။ဥပမာတိုက်လေယာဉ်တွေမှာလှုပ်ရှားနိုင်တဲ့အကွာအဝေးပိုကျဲပြန့်တယ်။လွတ်လပ်စွာရွေ့ရှားနိုင်တယ်။ရန်သူတိုက်ခိုက်မှုတွေကိုရှောင်ရှားဖို့ပုံမကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေကိုလုပ်နိုင်တယ်။အကောင်းဆုံးတိုက်ခိုက်ရေးအနေအထားကိုပြန်လည်ချိန်ညှိလို့ရပါတယ်။ ါပေမဲ့ယူကရိန်းကသူ့လေရင်တွေကိုဒီလိုနည်းနဲ့အသုံးမပြုနိုင်တဲ့အတွက်လှုပ်ရှားနိုင်မှုဆုံးရှုံးတာကိုလုံးဝဂရုမစိုက်လို့ရပါတယ်။ Grave Horse မှာတော့အားပါချက်တွေရှိနေသေးပါ။လေကြောင်းချိန်ဆမှုတွေကိုကင်တွေဝတ်ဆိုရင်လေကြောင်းမှလေကြောင်းပြစ်ဒုံးကြီးတွေကပိုအဆင်ပြေတဲ့အဖြစ်တစ်ခုပါ။ဒီစနစ်ကအလွန်တိကျပြီးအထူးပြုလုပ်ထားတဲ့ဒုံးကြီးတွေကိုအသေးအစမ်းနည်းလမ်းတွေနဲ့အသုံးချနိုင်ပါတယ်။ရှာဟစ်လို့သိငယ်ပေမဲ့ရွေးရှားနိုင်တဲ့ပြစ်မှတ်တွေကိုကင်တွေရမှာပုံမထိရောက်မှုရှိသေးပါတယ်။ စင်စက်မပြတ်အသုံးပြုနိုင်မှုအတွက်ကုန်ကျစရိတ်ရလည်းအကျိုးကျေးဇူးရှိပါတယ်။ Grey Hawks မှာအသုံးပြုတဲ့လေကြောင်းမှလေကြောင်းမြစ်ဒုံးကြီးတွေက Ukraine မှာရှိပြီးသားပစ္စည်းတွေဖြစ်နေပါတယ်။ဒါကြောင့် Patriot စနစ်လိုအစစ်မြေစနစ်တွေနဲ့နှိုင်းယှဉ်ရင်ဒီစနစ်ကလုံးဝကွဲပြားတဲ့အဖြစ်တစ်ခုဖြစ်နေပါတယ်။ဒီတော့ NATO အနေနဲ့အခြားဒုံးကြီးမျိုးစားတွေကို Ukraine စီပို့ဆောင်နိုင်ပြီးစီပေါ်ပြီးအလွယ်တကူရနိုင်တဲ့ပြစ်မှတ်တွေအတွက်ဈေးကြီးတဲ့ဒုံးကြီးတွေကိုအလဟတ်အသုံးမပြုရတော့ပါဘူး။ ဒါမှမဟုတ် NATO ကအခြားနိုင်ငံတွေနဲ့နှိနှိုင်းပြီး Great Hawks မှာအသုံးပြုနိုင်တဲ့ဒုံးကျည်တွေကို Ukraine စီပို့ဆောင်နိုင်ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုပိုင်သုံးလောင်းယုံတွေကိုမထိပဲနဲ့ထောက်ပံ့မှုတွေကိုဖြစ်တင်းနိုင်ပါတယ်။ဒီလိုနည်းနဲ့ drone တွေအတွက်နဲ့ cruise တို့မဟုတ်ဒုံးမြန်တွေအတွက်အဖြေတွေကိုတီးတန့်ခွဲထားနိုင်ပြီး Ukraine နေနဲ့လိုအပ်သလိုသူ့ရဲ့ကာဝေးစနစ်တွေကိုညှိယူနိုင်ပါမယ်။နောက်ပြီးဒီစနစ်ကိုနိုင်က လေရင်တွေကနေပြန်လည်မိုးမှန်ထားတဲ့ကွန်တိန်နာတက်ဆင်ထားတဲ့ဒုံးလွှတ်စင်တစ်ခုသာဖြစ်တဲ့အတွက်အခြားသောတန်ကြပ်ကားရှင်တွေဒါမှမဟုတ် truck ကားတွေပေါ်မှာအလွယ်တကူတက်ဆင်နိုင်ပါတယ်ကွန်တိန်နာတက်ဆင်ဖို့တင့်တော်တဲ့မျက်နှာပြင်ပြားတစ်ခုထက်အခြားအထူးအကျိုးကျေးဇူးတွေမပေးနိုင်လို့ပါဒီလိုမျိုးမြေပြင်ခြေဆိုင်စနစ်ကိုအသုံးပြုတဲ့အတွက်ဒုံးကျည်ပြစ်လုပ်ဖို့လုပ်ငန်းဆောင်တာကုန်ကြစိတ်ကိုလည်း short ချနိုင်ပါတယ် Great Force စနစ်ကိုလူ9ယောက်ပါဝင်တဲ့အဖွဲ့အဖွဲ့ကလှုပ်ဆောင်ရမှာဖြစ်ပြီး truck ကားမောင်းသူနဲ့ ထိန်းချုပ်ရေးဝန်ထမ်းတွေလည်းပါဝင်နိုင်ပါတယ်ဒုတိယမြောက်အနေနဲ့လောင်စာစီအမြောင်အများသုံးရတဲ့တိုက်လျင်တွေကိုအသုံးမပြုဘဲထိရောက်တဲ့လေကြောင်းကာဝေးစနစ်တစ်ခုကိုဖန်တီးနိုင်တာပါတိုက်လျင်တွေကဈေးကြီးပြီးရန်သူရဲ့ခြေရာခံမှုကိုမခံရဘဲရွေရှားဖို့ခက်ခဲတယ်ပြီးတော့အထူးလျင်ပြေးလည်တွေလိုအပ်ပါတယ်အရေးကြီးဆုံးချက်ကတော့ Grave Hawk စနစ်ကယူကရိန်းမှာရှိပြီးသားခရဲမျိုးစုံကိုအသုံးပြုနိုင်တဲ့လုံးဝအသစ်သောနီလန်တစ်ခုကိုဖန်တီးပေးနိုင်တာပါ တကယ်တော့ Grave House ကလုံးဝအစ်စ်ဖြစ်တဲ့တီထွင်မှုတစ်ခုလည်းမဟုတ်ပါဘူး2023ခုနှစ်ဩဂုတ်လကလေးကမြေပြင်ဒုံးလွစင်တွေကိုလေကြောင်းမှ လေကြောင်းပစ်ဒုံးကြီးတွေအတွက်စမ်းသပ်ခဲ့တယ်ဆိုတော့အစီရင်ခံစာတွေရှိခဲ့ပါတယ်ဒီအစီရင်ခံစာတွေမှာပြည်တိန်လေကြောင်းမှလေကြောင်းပစ်ဒုံးကြီးတွေမှာတက်ဆင်ထားတဲ့ Super Cat ကားစင်နဲ့ပြုတ်လုထားတဲ့ Frankenstein ရဲ့ဓာတ်ပုံတွေပဲပါဝင်ခဲ့ပါတယ်လွန်ခဲ့တဲ့တစ်နှစ်ခွဲကအစီရင်ခံစာကဒီလိုလက်လက်မျိုးကိုအတော်ကြာကြာဖွံ့ဖြိုးအောင်လှုပ်ဆောင်နေခဲ့တယ်ဆိုတာကိုဖော်ပြနေပါတယ် ဒါကြောင့်ယူကရိန်းမှာစမ်းသပ်ဖို့ကိုးဆောင်ခဲ့တဲ့အရာကအလုံလုံနိုင်တဲ့ရှေ့ပြေးပုံစံတစ်ခုပဲဖြစ်နိုင်ပါတယ်။ဒါကအသေးစမ်းတစ်ခုတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့၃နှစ်အတွင်းမှာအခြားသောလက်နက်နဲ့စစ်ရေးစနစ်တွေကိုယူကရိန်းစီစမ်းသပ်ဖို့ပို့ဆောင်ခဲ့မှုပါတယ်။ဒါပေမဲ့ Grave Horse ကတော့လေကြောင်းမှလေကြောင်းပစ်ဒုံးကြီးတွေကိုအသုံးပြုတဲ့ဆိုတဲ့အခြေခံ ယူဆကိုပဲယူထားတဲ့လုံးဝပွဲပြားတဲ့စနစ်တစ်ခုဖြစ်ပြီးလုပ်ငန်းဆောင်တာပုံမိုကျေပြက်ကအသုံးပြုနိုင်ဖို့ပွဲပြားတဲ့လက်နက်မျိုးစားတွေကိုအသုံးပြုထားပါတယ်။ ခင်မီလက်နက်တွေကိုယူကရိန်းမှာစမ်းသပ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကဒီစစ်ပွဲရဲ့မကြုံစဘူးသဘောတဘာဝအကြောင်းပါအမေရိကန်နဲ့မဟာမိတ်တွေဟာအဲ့ဒီတုန်းကလေကြောင်းနဲ့ရေတိုက်အင်အားတလုံးမှုတွေကြောင့်အရှေ့လေပိုင်းကိုထိမ့်ချုပ်ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒေတာရဲ့ဝေးလံခတ်ခဲတဲ့မြေမျက်နှာတွင်မြင်ကစစ်စင်ရေးတွေကိုနှေးကွေးစေပြီးမဟာမိတ်တပ်တွေရဲ့ဆွမ်းဆောင်ရည်ကိုရှော့ချခဲ့ပါတယ်အဆုံးမှာတော့20နီးပါးကြာမြင့်ခဲ့တဲ့စစ်ပွဲဖြစ်လာခဲ့ပါတယ်ယူကရိန်းမှာတော့အခြေအနေကအနည်းငယ်ကွဲပြားပါတယ် ယူကရိန်းကစစ်ပွဲစတင်တဲ့အချိန်မှာအင်အားနဲ့နှီးပညာအရနောက်ကျကျန်ခဲ့ပါတယ်။ရုရှားကကမ္ဘာခေတ်မီဆုံးနဲ့အကောင်းဆုံးတက်ဆင်ထားတဲ့တပ်မတော်တစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။နောက်ပိုင်းမှာတော့ဒါတွေကခေတ်နောက်ကျနေတဲ့နှီးပညာတွေနဲ့ခေတ်မီစည်ရေးဗျူဟာတွေကိုလိုက်နာဖို့ငင်းဆန်နေတဲ့အကြောင်းရင်းကြောင့်ဆိုတာကိုလူတွေသိလာကြပါတယ်။ဒါပေမဲ့ရုရှားကနှီးပညာအဆင့်တန်းကိုတော့ထိန်းထားနိုင်ပါသေးတယ်။ ဒါကိုနှစ်ဖက်စလုံးကအကွာအဝေးနဲ့အနီးတိုက် drone တွေကိုတိုက်ခိုက်ရင်းနဲ့စောင့်ကြည့်ရေးလုပ်ငန်းတွေမှာအသုံးပြုနေတာကသက်သေပြနေပါတယ်။ယူကရိန်းကတီထွင်ဖန်တီးနိုင်သွားမှတာပြီမယ်။ရုရှားကထုတ်လုပ်နိုင်စမ်းတဲ့အရေးအတွက်ကိုအသုံးပြုပြီးအမြန်ဆုံးတိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်ယူကရိန်းစစ်ပွဲကခင်မီစစ်ပွဲရဲ့ဘယ်အချက်မှမဘယ်တက်မှပါလုံမှုရယူနိုင်ခြင်းမရှိတဲ့ရှားပါးတဲ့စစ်ပွဲတစ်ခုဖြစ်နေပါတယ်။ဒါကနေတိုးကိုသူတို့ရဲ့အသက်ဆုံးလက်နက်တွေကိုစမ်းသပ်ဖို့နဲ့ ခင်မီစစ်မြေပြင်မှာဘာတွေအသုံးဝင်ပြီးဘာတွေမဝင်ဘူးဆိုတာကိုလေ့လာဖို့ခွင့်လန်းပေးနေပါတယ်။ဒါကြောင့် Grey Force တွေဟာသူတို့အတွက်ဒီဇိုင်းဆွဲထားတဲ့ Shahed လိုအလက်စားနဲ့အကွာဝေး drone တွေကိုတိုက်ဖို့အသုံးပြုရဲဆိုတာကိုသက်သေပြပြီးဖြစ်နိုင်ပါတယ်။အခုချိန်မှာကျွန်တော်တို့ရတဲ့အစီရင်ခံစာအများစုကသူတို့ရဲ့ထိရောက်မှုကိုယုံကြည်စိတ်ချစွာဖော်ပြနေကြပါတယ်။ဒါတွေကယူကရိန်းအတွက်ရောပြည်ထိုင်တဲ့ဥရောပအတွက်ပါရုရှားကိုကာကွယ်ဖို့ လုံခြုံရေးအကာအညာတစ်ခုဖန်တီးဖို့အရေးပါတဲ့အရာတွေဖြစ်နေပါတယ်။ဒါဆို Great Horse တွေကဘယ်ဒုံးကြီးတွေကိုအသုံးပြုထားလဲဆိုတော့ R73 A11 လေးချောင်းမှလေးချောင်းပြည့်ဒုံးကြီးတွေပါ။နေတို့ကဒီဒုံးကြီးတွေကို မထုတ်လုပ်ပါဘူး။သူတို့ရဲ့တပ်တွေမှလည်းမသုံးပါဘူး။ R73 ဒုံးကြီးက1980ခုနှစ်တုန်းကဆိုဗီယက်ပြည်တော်စုကဖန်တီးခဲ့တဲ့အနီးတိုက်လေးချောင်းတိုက်ပွဲတွေအတွက်အထူးပြုလုပ်ထားတဲ့အနီးအောက်ရောင်ကြီးလမ်းညွှန်ဒုံးကြီးတစ်မျိုးပါ။ ်ဒီတုံးကြီးကဆိုဗီယက်ရဲ့နောက်ပိုင်းရုရှားတိုက်လေရင်တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအတော်လေးတွန်းမြင့်စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီတုံးကြီးမှာထူးခြားတဲ့လေယာဉ်ပြန်သန်းမှုဒီဇိုင်းနဲ့ Travader ထိန်းချုပ်မှုစနစ်တွေပါဝင်နေလို့ပါ။ဒါတွေကဒုံးကြီးကိုချက်ချင်းလှည့်ပြီးရွေရှားနေတဲ့ပစ်မှတ်တွေကိုထိအောင်ပြစ်နိုင်စွမ်းရှိစေပါတယ်။ပုံမှန်မဟုတ်တဲ့ဒေါင်းတွေကနေတော့ပြစ်လို့ရအောင်ဒီဇိုင်းလုပ်ထားတာပါ။ Assembly 3ဒုံးကြီးရဲ့အထင်ရှားဆုံးအားသာချက်ကအနီအောက်လမ်းညွှန်စနစ်ပါ။ ဒီစနစ်ကပြစ်လွတ်ချိန်မတိုင်ခင်နဲ့ပြစ်လွတ်ပြီးချိန်မှာပါပြစ်မှတ်ကိုထိအောင်လိုက်နိုင်စွမ်းရှိပါတယ်။တိုက်လီယူနီမှာဆိုရင်မောင်းသူတွေကအုတ်ထုတ်မှာတက်ထားတဲ့ရင်ခွင်းစနစ်နဲ့ပြစ်မှတ်ကိုကြည့်ုံနဲ့ဒုံးကြီးကိုလှည့်စေနိုင်ပါတယ်။ဒါကတုံ့ပြန်ရမယ့်ချိန်ကိုအတော်လေး short ချပေးနိုင်ပြီးတိုက်ပွဲအနေအထားကိုပုံမူသိရှိနားလည်စေပါတယ်။ Great Horse နဲ့မှာတော့ဒီလိုလှုပ်ဆောင်ချက်ကိုဒုံးလွှတ်စွင်မှာကြဲပြက်တဲ့ကင်မရာကိုတက်ဆင်ပြီးရရှိအောင်လုပ်ထားပါတယ်။ဒီကင်မရာကိုထိန်းချုပ်ရေး module ကထိန်းချုပ်ပြီး ပြင့်ပတ်ကို electronic နီးနဲ့ချိတ်ဆက်ပေးပါတယ်ပြင့်လွတ်ပြီးရင်တော့ဒုံးကြီးကသူ့ရဲ့နေရာအောင်ကြီးလမ်းညွန်စနစ်နဲ့ပြင့်ပတ်ကိုလိုက်ပြီးထိမှန်အောင်လှုပ်ဆောင်ပေးပါတယ်နောက်ထပ်အားသာချက်တစ်ခုက assembly 3ဒုံးကြီးက အနေအောက်လှည့်စားမှုတွေ flail နဲ့အနှောက်ယှက်ပေးတဲ့စနစ်တွေကိုခံနိုင်ရည်ရှိပါတယ်ဒါကပြင့်ပတ်ကိုထိမှန်နိုင်ခြင်းကိုအတော်လေးမြင့်တက်စေပါတယ်ဒုံးကြီးရဲ့အမြန်နှုန်းက match 2.5အထိရှိတဲ့အတွက်ပြင့်မှတ်ကိုအလျင်မြန်ချင်းကန်နိုင်ပြီးရန်သူတွေအနေနဲ့ရှောင်တိန်ဖို့ဒါမှမဟုတ် ကာကွယ်ဖို့အချိန်မရအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ဒီအမြန်နှုန်းကျွမ်းကျင်တဲ့လှုံ့ရှားနိုင်မှုနဲ့အဆက်မြင့်လမ်းညွှန်နည်းပညာတွေပေါင်းစပ်မှုကအာဆမ်ဘီ3တုံးကြီးကိုခင်မီလေးချောင်းတိုက်ပွဲတွေအတွက်အစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်စေခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။